24ခုမြောက်သောစာလံအပိုင်ငယ်1မှ30ဒါရပြာသည် မြေကြီးနှင့်မြေကြီးတစားကို၎င်းလောကတတ်နှင့် လောကသားတို့ကို၎င်းပိုင်တော်မူ၏အကြောင်းမူကားထိုနေရာကို သမှုတရားပေါ်မှတည်၍ရေများပေါ်မှမြဲမြံစေတော်မူပြီးဒါရပြာဤတောင်တော်ပေါ်သို့အဘဲသူသည်တက်ရမည်နီတန်ရှင်းရာဌာနတော်၌အဘဲသူသည်ရက်နေရမည်နီဟူမူကား တန့်ရှင်းသောလက်နှင့်ဖြူစင်သောနှလုံးရှိသောသူမုသာကိုမမိဝဲမစည်းကပ်မမှန်သောကျိန်းဆိုခြင်းကိုမပြုသောသူသည်သာရပြား၏လက်တော်မှကောင်းချီးမင်္ဂလာကို၎င်းကဲတင်တော်မူသောဘုရားသခင်၏လက်တော်မှဖြောက်မတ်ခြင်းတရားကို၎င်းခံရလိမ့်မည် ထိုသူသည်သာရပြားကိုရှာသောအမျိုး မျက်နာတော်ကိုရှာသောယာကုပ်အမျိုးဖြစ်သည် အချင်းတကားတို့တကားမုတ်ကိုကြွလိုက်ကြအချင်းထာဝရတကားတို့ ကိုကိုကြွလိုက်ကြဘုံကြီးသောရှင်ဘရင်ဝင်တော်မူမီဘုံကြီးသောရှင်ဘရင်ကအဘယ်သူနီအစွမ်းတကူနှင့်ပြည့်စုံတော်မူသောထာဝရဖရာစစ်တိုက်ချင်းငါတကူကြီးတော်မူသောထာဝရဖရာပေတည် အချင်းတကားတို့ တကားမုတ်ကိုကြွားလိုက်ကြအချင်းထာဝရတကားတို့ ကိုကိုကြွားလိုက်ကြဘုံကြီးသောရှင်ဘရင်ဝင်တော်မူမီဘုံကြီးသောရှင်ဘရင်ကအဘယ်သူနီ ကောင်းကင်ဘုရားအရှင်ထာဝရဖရာပေတီထိုဖရာသည်ဘုံကြီးသောရှင်ဘရင်ဖြစ်တော်မူသည်အာမင် God bless you